ိုင်းမှာကံမီဖွင့်ရင်လွယ်ပါသလားလို့မိနေကြတဲ့သူတွေအတွက်ဒီဗီဒီယိုကိုဆုံးအောင်နားထောင်မိပါနော်မမပြောချင်တာကထိုင်းမှာကုမ္ပဏီဖွင့်ရတာလွယ်ကူပါသလားဆိုလို့ဆိုရင်တော့လွယ်ကူပါတယ်လွယ်ကူပါတယ်ဒါပေမဲ့ဒီအချက်တွေနဲ့တော့ညီများအောင် အရင်လုပ်ရပါဖြစ်ပါတယ် ိမိရကံမီတစ်ခုကိုထောင်လုပ်မယ်ဆိုလို့ရှိရင်တော့အ ਨੇ ဆုံးကံမီရဲ့နောက်နောက်ထပ်နောက်ထပ်လာမယ့် project တွေကိုပေါ့နော်အရင်ဆုံးလေ့လာထားဖို့တော့လိုအပ်မယ်။ဘာလို့လဲဆိုတော့ကံမီကဖွင့်ရလို့တော့ပိတ်ရထပ်ပါတယ်။တကယ်လို့ကိုကကံမီကိုမိမိအတွက်ပေါ့နော်ကံမီတစ်ခုလောက်တော့မရှိမဖြစ်ရှစ်တင့်ပြီးဆိုလို့ရှိရင်တော့ဒီအချက်လေးတွေပေါ့နော်ပေးယုံနေတဲ့ကံမီတစ်ခုကိုလွယ်လွယ်ကူကူရမှာဖြစ်ပါတယ်။မြန်မာလူမျိုးတွေအနေနဲ့ဆိုလို့ရှိရင်တစ်ချက် passport ။ passport ကကြတော့အ ਨੇ ဆုံးတက်တန်းက6လအထက်ကိုရှိနေရမှာ။6လပဲကျန်တော့တယ်ဆိုလို့ဆိုရင်တော့လုံးမရတော့ဘူး။6လရဲ့အထက်ကမှတက်တန်းတစ်လလောက်ပုံနေတယ်။ဒါမှမဟုတ်ဘူးဆိုလို့ဆိုရင်လည်းရက်20လောက်ပုံနေတယ်ဆိုလို့ဆိုရင်လည်းဖွင့်လို့ရပါတယ် company နော်။ဆိုတော့ခါကြနောက်မှကိုဒီဘက်ကိုလာတဲ့အချိန်ကြာလို့ဆိုရင်လိုအပ်ရင်တော့ထပ်တိုးလာလိမ့်ပါလေလောရမှာပေါ့နော်။နံပါတ်1အချက်အနေနဲ့ကကြတော့ ထိုင်းနိုင်ငံမှာတည်နေရပေါ့နောက်တနည်းနဲ့ပြောမယ်ဆိုရုံကျုပ်ပေါ့နော် office ရုံကျုပ်ပေါ့နော်အဲ့ရုံကျုပ်လိပ်စာ address လို့ခေါ်တာပေါ့နော်အဲ့ address ကမိမိကပေးဆောင်ရမှာဖြစ်ပါတယ်နော်အဲ့ဒီ address ရှိမှဒါလေးလေဒီ DVD အောင်ပြီးတော့ဖွင့်လို့ရမှာဖြစ်ပါတယ်နော်သုံးချက်ကကြတော့ဗာလဲဆိုတော့ time မှာဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ထိုင်းရဲ့ register တင်ထားတဲ့ဖုန်းနံပါတ်ထိုင်းရဲ့ register တင်ထားတဲ့ဖုန်းနံပါတ်ဆိုတာ ဒီတည်းမှာအမောင်းမှာလည်းပြောရှင်တာဗာလဲဆိုလို့ဆိုရင်တော်တော်များများကတော့ထိုင်းဖုန်းနံပါတ်ဆိုအလွယ်တကူပေါ့နော်ကိုကနိုင်ငံသားနေလေရင်စိုက်တာနဲ့လေစိတ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်711တခုခုပေါ့နော်အဲ့လိုမျိုးဝယ်လိုက်တဲ့စင်ကတ်တိုင်းကိုတူတူပဲလို့ထင်နေကြတယ်เนาะဒီညမှာမဟုတ်မှလည်းရှင်းပြချင်တာကတော့မတူဘူးเนาะထိုင်းရဲ့ဖုန်းနံပါတ်ကိုယ့်ရဲ့ passport နဲ့ register တင်ထားတဲ့ဖုန်းနံပါတ်မှတ်တာလင်ရမှာ ခဏရက်တို့ဆယ်ရက်တို့ဗောနော် internet free တို့ဗတ်ယာယီဖုန်းနံပါတ်တွေကလုံးဝအကျုံးမွေပါအောင်เนาะအဲ့ဒီဖုန်းနံပါတ်တစ်လုံးလိုမယ်နောက်တစ်ခုကကြတော့ email domo gmail တခုခုပေါ့เนาะအားလေးတော့ပေးရမှာဖြစ်ပါတယ်ဒီအကောင့်ကလည်းပေါ့เนาะတခြား ဘာကုမ္ပဏီမှမဖွင့်ထားဘူးအတစ်ဖွင့်ထားတဲ့ email ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ email ထဲမှာဆက်သွားမဲ့ project manager များအကုန်လုံးဝင်มาဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ email ကိုတက်တက်ထားလို့လည်းရတယ်ပေါ့နော် email လိုအပ်มาဖြစ်ပါတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့အခါကျတော့နောက်တစ်ခုကကျတော့မိမိဖွင့်မဲ့ company ရဲ့နာမည်တော်တော့အရေးကြီးတယ်ပေါ့နော်နာမည်နာမည်တူတွေအများကြီးရှိပါတယ်နာမည်တူတွေအများကြီးရှိတယ်ပြီးတော့ကိုတုံးချင်တဲ့နာမည်တွေပေါ့နော်နာမည်တွေတူတဲ့ဟာတွေအတအားကို များပါတယ်အဲ့တော့ကြောင့်မို့လို့သူကနမဲ၃လုံးကတော့အနည်းဆုံးအမတို့ပေးရမယ်အဲ့နမဲ၃လုံးလုံးမှမအောင်ဘူးဆိုလို့ရှိရင်နောက်ထပ်ကိုပေးဖို့နမဲကတော့ပြင်ဆင်ထားရမယ်เนาะအဲ့ဒီချက်ရှိတယ်ပြီးတဲ့ခါကြတော့ဆိုရင် အနည်းဆုံး102ဦးအရင်တော့ဆိုလို့ရှိရင်တော့103ဦးရှိမှတာလေကံမျိုးဖွင့်ပိုင်ခွင့်ရှိတယ်ပေါ့နော်ထိုင်းနိုင်ငံမှာအခုဆို102ဦးရှိုံနဲ့ထိုင်းမှာကံမျိုးတစ်ခုကိုပိုင်ဆိုင်လို့ရပါပြီနော်ဆိုတော့ထိုင်းလူမျိုးတယောက်ထည့်မယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတယောက်တကယ်လို့ထိုင်းလူမျိုးတယောက်ထည့်ပြီးတော့မြန်မာလူမျိုးနှစ်ယောက်မြန်မာလူမျိုးတုံးယောက်ရတယ်ဒါပေမဲ့ ဘလို့ဖြစ်ဖြစ်ဒီကမ်ပဏီကိုထောင်တော့မှဆိုအ ਨੇ ဆုံးကတော့နှစ်ယောက်ရှိမှကိုရမယ်။နော်တကယ်လို့ထိုင်းလူမျိုးမထဲတဲ့ကမ်ပဏီ frame ကမ်ပဏီပေါ့နော် frame က100%ဖြစ်တဲ့ကမ်ပဏီဆိုလို့ရှိရင်လေဒီမြန်မာလူမျိုးနှစ်ယောက်ကိုထည့်ပြီးတော့မှ ဖွင့်လို့ရပါတယ်နော်။ဆိုတော့အဲ့ဒီမှာမြန်မာနဲ့ထိုင်းနဲ့ကွဲသွားတယ် မြန်မာနဲ့ထိုင်းနဲ့ကွယ်ဝါးရသောမြန်မာဘက်ကပေးရမယ့်အချက်တရားအီးမေးလ်ရဲ့ထိုင်းဖုန်းနံပါတ်ရဲ့ပတ်စပို့အနည်းဆုံးတက်တန်6လရှိရမယ်ပြီးလို့ရှိရင်ထိုင်းနိုင်ငံက address ရှိရမယ်အားလုံး၄မျိုးအဲ့ဒါတော့မြန်မာလူမျိုးเนาะမြန်မာလူမျိုးဘက်ကပေးရမယ့်ဟာမြန်မာဆိုလို့ရှိရင်เนาะခဏပြောတဲ့၄ချက်ပဲပေးရပြီးတော့မှထိုင်းလူမျိုးဆိုလို့ရှိရင်တော့မပုံနေတဲ့အရှိနောက် နော်သူတို့နိုင်ငံသားကပ်ပြားပေါ့ဘတ်ပချာချုံလို့ခေါ်တယ်။မပုံနေအစီအနောက်ရှိမယ်ပြီးတဲ့ခါကျရင်ထိုင်းရဲ့လိပ်စာထိုင်းရဲ့လိပ်စာဆိုတာကသူတို့ရဲ့လုံကဒီအိနာစုဇင်းရင်းထဲမှာရှိတဲ့လိပ်စာကိုသူတို့ကယူတာနော်အဲ့ရဲ့လိပ်စာပေးရမယ်ပြီးတဲ့ခါကျရင်ဖုန်းနံပါတ်သူတို့လက်ရှိကပ်နေရတဲ့ register တင်ထားတဲ့ဖုန်းနံပါတ်နော်ပြီးတဲ့ခါကျရင် email တို့မဟုတ် gmail နော်အဲ့ဒီလေးမျိုးကိုထိုင်းလူမျိုးအနေနဲ့ပေးရမယ်ပေးပြီးတာနဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီလေးမျိုးကိုကင်သွားပြီးတော့ဗောနော်ဒီနှစ်ဦးနှစ်ဖက်လုံးက DVD ရုံးမှာ သွားပြီးတော့မိမိပါတာအကောင့်ဖွင့်လို့ရပါတယ်နော်အကောင့်ဖွင့်လို့ရမယ်ကုန်ကြစိတ်တွေကတော့ DVD ရောကကိုယ့်ဘက်ကလိုအပ်ချက်နဲ့ကန့်ညီပြီးတော့သူ့အနေနဲ့သူပြောသွားပေးမှာဖြစ်ပါတယ်ဘာလို့ဆိုတော့တဦးနဲ့တဦးမတူတဲ့အတွက်ကြောင့်မို့လို့ကျမဒီဇင်းလုံးအတိအကျမပြောတော့ပါဘူးပေါ့နော်အဲ့လိုမျိုးတော်တော်များများအပြင်ကဒီအလုပ်တွေကိုရှုပ်ဒီလိုအလုပ်ရှုပ်မခံတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါလည်းလှုပ်ပေးတဲ့အတူဝန်ဆောင်မှုပေးတဲ့အတူဒီဟိုအကြတာဖြစ်ပါတယ်နော်ဆိုတော့ အခုလိုမျိုးအခုဗီဒီယိုလေးတွေလုတ်ပေးမယ်ဆက်ပြီးတော့လည်းဗီဒီယိုလေးတွေအများကြီးလုတ်ပေးမှာမို့လို့ပေါ့တော့မောင်မာကိုအဲအားပေးတဲ့အနေနဲ့ like လေးနှိပ်ပေးပါ comment လေးရေးပေးပါ subscribe လေးလုတ်ပေးပါပေါ့နော်ဆိုတော့ဒီ YouTube channel မှာမောင်မာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေအမှန်တမ်းတကယ်အရေးပါတဲ့အရာရောက်တဲ့ဟာလေးတွေပေါ့နော်ဆက်လက်ပြီးတော့တင်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးချစ်တယ်နောက်ပြီးတော့ ကုမ္ပဏီဖွင့်ရတာလွယ်သလားထပ်ပြီးတော့ project တွေဘယ်လိုမျိုးထိမ့်သိမ်းရမလဲဆိုတာကိုနောက်ဗီဒီယိုတစ်ပုဒ်မှာလာပြောပြပေးမယ်နော်အားလုံးပဲပါရှင်ကျေးဇူးတင်ပါတယ်